ကန်စိုက်ပျိုးရေးအလုပ်သမားရှားပါမှုအပါအဝင် အထွေထွေကုန်စည်တို့မြင့်တက်နေမှုကြောင့်အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာစိုက်ပျိုးရေးဈေးကရခင်နှစ်ကထက်ကျန်2သိန်းကျော်မြင့်တက်လာတယ်လို့သိရပါတယ်။ရခင်နှစ်2024ခုနှစ်ကမိုးရာသီစိုက်ပျိုးရေးဈေးကတေကကျက်3သိန်းခွဲကနေ4သိန်းနီးပါးကုန်ကြပေမဲ့အခုနှစ်2025ခုနှစ်မှာတေကကျက်6သိန်းနီးပါးကုန်ကြစေရှိတယ်လို့တောင်သူတွေစီကသိရပါတယ်။ လက်ရှိမှာကောက်ဆိုင်သူနဲ့အလုသမားရှာပါမှုနေစားအလုသမားရှာပါပြီးနေစားကမြင့်တက်တာထွန်ရက်ဆက်ငားရန်ကမြင့်တက်တာမိုးစပန်းဈေးနှုန်းမြင့်တက်တာတင်ယာစုဓာတ်မြော်စဈေးကြီးတာတွေကြောင့်မိုးစပန်းစိုက်ပျိုးရေးကုန်ကျစရိတ်မြင့်တက်လာတယ်လို့ရန်ကုန်တိုင်းရှိလေယာစိုက်ပျိုးသူတွေစီကသိရပါဗျ။မိုးစပန်းအခုထွန်ရက်တောင်လုံနေပြီ။ဒီနှစ်မိုးစပန်းလည်းဈေးကြီးတယ်။နောက်ရက်တွေစိုက်တော့မယ်။အဖိုးရဲ့လေယာတွေဆိုတော့ကျွန်တော်တယောက်တည်းဆက်လုပ်တာ ကျန်တဲ့ညီကိုတွေကစိတ်ဝင်စားကြဘူးအမတော်ကြီးပေးတာတိတယ်မယူဘူးကိုရင်းနှီးနဲ့ပဲစိုက်တယ်တေက9သိန်းကျော်6သိန်းလောက်ကုန်မယ်လို့မှန်းထားတယ်လို့ရန်ကုန်မှာလယ်လေးဧကစိုက်ပျိုးနေသူလယ်သမားအမျိုးသားတူက AR Times ကိုပြောပါရယ်စပားဆက်ရမှာမျိုးစပားအမျိုးစားပေါ်မူတည်ပြီးဈေးနှုန်းကွာခြားနေပြီးတရင်းကိုကျက်လေးတောင်းကနေ6တောင်းရှိကဓာတ်မြေဩဇာတိတ်ကိုကျက်3သိန်း8တောင်းရှိတယ်လို့၎င်းကဆက်ပြောပါရယ် စစ်ကောင်စီကအခုနှစ်မိုးစမရာသီအတွက်စိုက်ပျိုးစရိတ်ချင်းငွေအမတော်ကြီးဖြစ်တေအကကိုကြက်တသိန်းခွဲထုတ်ချေးပေးတယ်လို့စိုက်ပျိုးရေးဦးစီးဌာနစီကသိရပါဗျ။ဟိုရင်နှုံးကတော့အမတော်ကြီးနဲ့စိုက်ပျိုးလို့ရတယ်။အခုနောက်ပိုင်းမရတော့ဘူး။တခါတလေဘန်ကအမတော်ကြီးထုတ်ပေးတာနောက်ကျသေးတယ်။အရင်ချင်းကားပြီးစိုက်ဖို့ပြင်ရတာတွေရှိတယ်။အခုစိုက်ပျိုးစရိတ်ကကြီးတယ်။ကုန်စင်းနှုံးတက်တော့လုံအားကတွေလည်းတက်တာပေါ့လို့ ARD တိုင်းရှိလေဆိုင်သူမျိုးသမီးတူက ARD Times ကိုပြောပါရယ်။ဒါအပြင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုတွေကြောင့်ရခိုင်နှစ်ကစပန်းစင်းတို့မကောင်းပဲတောင်သူတွေအခက်အခဲဖြစ်ပြီးလာမယ့်စပန်းပေါ်ချိန်မှာဈေးကောင်းရဖို့မျှော်မှန်းတယ်လို့၎င်းကဆက်ပြောပါရယ်။ပြီးခဲ့တဲ့2024-25ခုနှစ်မိုးစပန်းရာသီမှာမိုးစပန်းဆိုင်ရီက15တန်းအပါဝင်ဓာတ်မြေဩဇာ1.6တန်းနဲ့ပိုသက်ဆေးတန်ချိန်1922တန်းတင်သွင်းတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါရယ်။ အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာမိုးစပါးစိုက်ပျိုးဧကရာထားချက်ဓမြေဩဇာတင်သွင်းမှုနဲ့ကုန်စင်းနှုံးတွေ ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး